ဟမ်တငယ်ချင်းနေငါ့ကိုတော့စီကန်ခေါ်လာခဲ့ချပီငါ့ကိုခုချက်ချင်းချပီမချနိုင်ဘူးလို့ဟာချပီးပါစို့မင်းဘာလို့မလို့လဲတော့ဘွဲ့လမ်းလျှောက်မလို့လीဟာနောက်ဆုံးတုတ်ဘောကိုအောက်ကျပေးလိုက်ရှင်တုတ်ဘောလေးတော့စီကင်းရှိရနေတန်းနေအောင်လို့ထွက်ပြေးသွားခဲ့ရတယ်ဟာဖေအောင်တုတ်ဘော တရတော့ဖိုတူမြန်ပိနဲ့မိဝိုင်းတို့ကရက်ွက်တုံးမှရှိတဲ့ရခိုင်မုတ်တီဆိုင်မှာစိုင်းတိုင်နေကြတယ်။မိဝိုင်းကစိုင်းနေရခြေနေကိုတစ်ချက်ကြည့်လိုက်တယ်။ဒုမထားတာခုတည်းလဲလာမချပေးသေးပါလား။လာတော့မှာပါ။စိုင်းရှိမှဝေသူတယောက်ပဲရှိတော့တယ်။ငါတော့ရခိုင်မုတ်တီအရှိတောင်းနန်းနေကိုဗိုက်ဖို့စလာပြီဟ။ဟုတ်တယ်ငါရောပဲ။သူတို့အဲ့လိုပြောနေတော့မှဒေါ်လီများက ဘန်းနဲ့မုတ်တီပကန်းနေကိုသေးပြီးသူတို့နာကိုရောက်လာခဲ့သည်ဖို့သူတို့အကြိုက်ဆောင်လိုက်ရလို့ပိုက်စာနေကြမလားဒေါ်လေးမြရဲ့ရခိုင်မုတ်တီရှေးတောင်းနဲ့အရန်ကိုဆွဲဆောင်နေမှာတော့စာပြီးပေါ့ဗျာအေးပါဟဲ့အေးပါအခြေတော့လိုချင်ထက်တောင်းလို့ရတယ်သိလားဟုတ်ကဲ့ဒေါ်လီမြအေးကွအေးအေးဒီလိုနဲ့ဒေါ်လီမြလေးသူတို့နာကနေထွက်သွားခဲ့တော့ရီစားမင်းဟိစားမင်း တို့မှထားတဲ့ငပြောပေါင်းလေးမှွှေးနေရပဲဒါစားပြီးရင်အဆက်ပြေစားရမယ်တို့ပေါ်လေးကုတီမလာသေးပါလားသူ့အဖို့ပါတကယ်ရင်မှားထားပြလိုက်ရမလားဟမ်သူရောက်လာမှမှာတာပိုကောင်းလိမ့်မယ်ပူတူကရခိုင်မုတ်ဒီကပူမလေးတောင်မှပိုကောင်းတာလေဟွန်းဟုတ်တယ်ဟုတ်တယ်တို့ပဲအရင်စားကြတာပေါ့ဒီလိုနဲ့ဖိုးထုတ်တော့ရောက်တာရခိုင်မုတ်ဒီကိုအပါတရာစားနေခဲ့ကြတယ် အဲ့ဒီအချိန်မှာပဲတုပ်ပေါ်ကသူ့ဘားကိုကိုင်းပြီးတော့ရောက်လာခဲ့တာပါဟေးတုပ်ပေါ်လာမလားငါတို့နေကိုစောင့်နေတည်ရဟနေနောက်ကျနေရနဲ့တို့ရင်မှားစားလိုက်တာနေရောမှာလीတုပ်ပေါ်ကထိုင်ကုန်မှဝင်ထိုင်လိုက်တည်တော်ပါပြီဟာငါမစားတော့ပါဘူးဟမ်ကြားသားမှုစုဘာလို့မစားရလဲငါစားခြင်းစိမ်မရှိလို့ဟာဟာပို့သူလဲ တုံမွေးရဲ့ပထမဆုံးညင်းဆိုတာကိုမြင်လိုက်ရတာဆိုတော့အံ့ဩသွားခဲ့တယ်။တော့ပေါ့မင်းဘယ်နာနေမကောင်းဖြစ်နေရလဲ။တုံမွေးကသူ့ဘောင်ကိုကန်လိုက်တယ်။ငါသွားခိုက်နေရဟ။ဟင်ဟုတ်လား။သွားဖို့စားနေရလား။음ဟုတ်တယ်။ငါကအစာစားဖို့ပြောနေ။စကားပြောနေရင်တော့နေနေဝင်ပြီးသွားခိုက်တယ်ဟ။အလိုလေးငါဝတ်ပေါက်နေတော့ပိန်သွားတော့မှာပဲ။ မင်းအဲ့လိုဖြစ်နေရအစီကံမသွားဘူးလားဟ။မသွားချင်ပါဘူး။စီကံသွားရင်ဆရာဝန်ကငါ့တော်နှုတ်ပြမှာလေ။ဒါလို့ဆိုမင်းကောင်းသွားမှာလေတော့ဘော။တော်ပါမကောင်းရင်နေပါ။သွားတော့အနှုတ်မခံနိုင်ဘူး။အဲ့ဒါကိုတရေထပ်ပိုးကြောက်တယ်။ဒီလိုဘောတော့ဖြစ်ရမှာ။ဒီလိုကနေနောက်တစ်ကြောင်ထပ်ကူသွားရင်ဘယ်နဲ့လုံးမှာ။ဟာမသိဘူးကွာ။လာကြောက်မနေနဲ့ငါမကြောက်တော့ဘူး။အနာပဲခံလိုက်မှာ။အဲ့လိုပြောပြီးတော့ဘောကသူ့နာကနေထွက်သွားခဲ့တော့တယ်။ ဟေ့တို့ပေါ့တော့မလို့လားအတူတော့မယ်လေဟာငါရင်သွားနေမယ်မင်းတို့စားတော့နေအောင်ငါမကြည့်နိုင်အော်အေးပါအေးပါဟိုပြီးမှမင်းတို့ရင်ကိုလာခဲ့မယ်သိလားတုတ်ကောသူတို့နာထွက်သွားတော့မိဝိုင်းကငါတို့မပေါက်လေတနာပါတယ်သူပြန်နေကောင်းအောင်ဘလို့နားကြမလဲမသိဘူးဒါလို့ဆိုငါတို့သူ့ကိုလိန်ခေါ်ပြီးသွားစည်းကမ်းကိုခေါ်သွားကြမလားအဲ့ဒါမှ တို့နဲ့တေကံမြတ်တငယ်ချင်းဖြစ်သွားမယ်နော်သူ့ကျမ်းမာရေးအတွက်ပဲဆိုတော့အမုန်းခံလိုက်ကြမလားအဲ့လေလလို့ဆိုလိုက်လောက်တာပေါ့အိမ်တော်တော့ဖိုးထုတ်ကိုသုံးယောက်သားကဖိုးထုတ်ကိုကုညီတောင်းပြီးတုံးမင်းတစီနဲ့တော်ဘောတော့အိမ်ကိုရောက်လာခဲ့ကြတယ်ဟမ်ဟေးတော်ဘောတောင်အိတ်တောင်နေပါလားဟုတ်ပါကွာတောင်းရက်ကိုက်နေတဲ့တင်းနေဟမ်မင်းတို့နေခဲ့ ငါတော့ခေါ်လိုက်မယ်။အဲလိုပြောပြီးဖူးထူးဟာကုတ်ပြေပေါ်မှာလှဲနေတဲ့တုတ်ဘောနာကိုသွားလိုက်တယ်။တုတ်ဘောတုတ်ဘောဖူးထူးတတလေးလှုံ့နှုံလိုက်တော့တုတ်ဘောကနိုးလာခဲ့တယ်။ဟမ်ဘာဘာလဲ။ကိုချက်ကြီးကတို့လျောက်ကိုအကုန်လှုပ်လိုက်လို့ဟာအဲ့ဒါမင်းကိုလားခေါ်တာ။ဟမ်ကိုချက်ကြီးကဘာလို့မလုပ်ရလဲ။အဲ့တော့ငါလည်းမသိဘူးဟာကိုကြက်ကြီးကတကော်ရတဲ့အကြောင်းရင်းကိုဘယ်တော့မှပြောဖို့လို့လေ ူသားဆိုငါမလိုက်တော့ဘူးဟာငါနေမကောင်းလို့ပြောလိုက်တော့တော်ဘောမလိုက်ကျင်တော့ဖိုးသူအခက်တွေ့သွားခဲ့တယ်ဘယ်လိုလုပ်ဒီကိုချက်ကြီးရင်ရောင်ရင်ဟိုသွားကြိုက်တာတတ်တာစီလီပါလီတောင်းကြည့်ရောအေးနော်ကိုချက်ကြီးတော့သိအောင်ပါပဲအဲ့ဒါမှပြောတာသွားကြတော့မလားအေးအေးသွားမယ်သွားမယ်အဲ့လိုပြောပြီးတော်ဘောကထလာခဲ့တော့သုံးမင်းကိုမင်းသွားခဲ့တယ် သုံးမိနဲ့သွားကြမလို့လားဟုတ်တယ်ဟာကိုကြက်ကြီးကမင်းမြန်လာဖို့ပါတခါတည်းမှာခဲ့လို့ဩအေးကဲကျုပ်စထွက်လို့ရမလားရပြီကိုကြီးဖို့တော်ရဲ့အိမ်နောက်တော့ဖိုးသူတို့အဖွဲသားတွေလည်းတော့ဘောညာခေါ်ပြီးအိမ်ညာကနေထွက်လာခဲ့လိုက်ကြတော့လေ ရွာလန်းတနီယာနာရောက်လာတော့တို့ဘောကဘေးဘီဝေးအောင်ကြည်လိုက်တီဟမ်ဒီလန်းကကိုချက်ချင်းရင်ကိုသွားတယ်လန်းလေမဟုတ်ပါလားဟိုဒါချက်ချင်းရင်ကိုသွားတယ်ဖြက်လန်းဟာအော်ဟုတ်လားဟိုကျွန်တော်တော့တကားမှမသွားဘူးဗျအဲ့ဒါနဲ့မိဝိုင်းကလန်းကိုအာယုံဆိုင်နေတဲ့တို့ဘောကိုစကားလန်းချောင်းနှိမ့်လိုက်တီတို့ဘောနေသွားခိုက်နေရမဟုတ်လားအိတ်ပြီးတော့လိုက်လာလीငါတို့ကိုချက်ချင်းရင်ကိုရှောင်းမှနှိုးလိုက်မယ် ကိုရပါတယ်ကငါမအိတ်တော်ပါဘူးအဲ့လိုက်ပါအဲ့ဒါမှမင်းသွားခိုက်တာပိုတတ်တာမှာအဲ့ဒါတော့ဟုတ်တယ်ကငါအိတ်ပြောသွားရင်သွားခိုက်နေမှမသိတော့အဲ့ဒါပြောတာလေအဲ့လိုက်အဲ့လိုက်မင်းတို့ဒီနေ့တော်တော်ထူးဆန်းနေနော်ငါ့ကိုအိတ်ပဲအိတ်ခိုင်းနေကြတယ်နင်းနေမကောင်းလို့ဂယူးဆိုင်နေရလေဟာပြီးရောပြီးရောအိတ်လိုက်မြဟုတ်ပလားအဲ့လိုပြောပြီးတုတ်ဖို့ကငပိတ်ငုံပြီးအဲ့နေတယ် ခဏလောက်ကြာမှဖိုးထုံမောင်းလာတဲ့သုံးမင်းလေးလေးသွားစီကန်းရှိကိုရောက်လာခဲ့တာပါ။ကဲသွားစီကန်းတော့ရောက်ပြီ။ဘလို့လို့ကြာမလဲ။ဘူကျွန်တော်တို့သူ့ကိုမပြီးတော့ခေါ်သွားလိမ့်မယ်ကိုကြီးဖိုးထုံ။ Okay okay ။ဒီလိုနဲ့ဖိုးထုံနဲ့ငယ်ပင်ကတော့ဘောကိုတယောက်တစ်ပတ်စီကြည့်ပြီးသွားစီကန်းလေးကိုဝင်ဖို့လို့တော့ဘောကနိုးလာခဲ့တယ်။ဟမ်။ဒါပဲနေရလေ။ဘာလို့ငါ့ကိုကြည်သားကြတာလဲ။ ။ဟိုမင်းလမ်းလျှောက်ရတာပင်မနေမှာစို့လို့ဟ။ဒါနဲ့တုတ်ပေါ်လေးသွားစီကန်ဆိုင်မုတ်ကိုမြင်သွားခဲ့တယ်။ဟမ်တငယ်ချင်းနေငါ့ကိုသွားစီကန်ခေါ်လာခဲ့ချပြီငါ့ကိုခုချက်ချင်းချပြီမချနိုင်ဘူးလို့ဟာချပြီပါဆို။မင်းဘာလို့မလို့လဲတုတ်ပေါ်ရဲ့လမ်းလျှောက်မလို့လေဟာနောက်ဆုံးတုတ်ပေါ်ကိုအောက်ကျပေးလိုက်ရင်တုတ်ပေါ်လေးသွားစီကန်ရှိရနေတန်းနေအောင်လို့ ထွက်ပြေးသွားခဲ့ရတယ်။ဟာဖေအောင်တို့ပေါ့ဘာလို့ပြေးရလဲ။လာလာလာတော်ဘောနာကိုလိုက်ကြမယ်။ဒီလိုနဲ့ပိုတူတို့သုံးယောက်သွားလေသုံးမိဘကိုတက်လိုက်တယ်။ကိုကြီးဘုတော်ကြီးတော်ဘောနာကိုမြင်မြန်လိုက်ပြ။ဟင်တော်ဘောကဘာမှတော့ဟိုရှိမှာပြေးသွားပြီ။အော်အေးအေး포드로래똥메이네라이라이니 တော်ဘောနာကိုရောက်လာခဲ့ကြတယ်။ဟဲ့တော်ဘောမပြင်းနဲ့ခိုင်းမိလိမ့်မယ်။ပြင်းမှာပဲငါနောက်ကိုလိုက်မလာကြနဲ့နော်။တောင်းမှန်ပါလေဟာ။ငါတို့လည်းတောင်းမှန်ပါလေမင်းမပြေးပါနဲ့။သွားစီခဲ့မယ်သွားရအောင်မ။ဟာမတော်မတော်လုံးဝမတော်ဘူး။တော်ဘောအရှင်းကိုကြည့်အောင်ဓမီတိုင်းဟာတော်ဘောလည်းဓာတ်တိုင်းနဲ့တိုက်မိမယ်လို့ဖြစ်ပြီးရှောင်းလိုက်တော်တယ်။ဟိုကိုကြီးဘုတော်တော်ဘောနောက်ကိုမလိုက်တော့နဲ့နော်။ ဒလုံနဲ့တုံပေါ်ခိုက်မိကုန်တော့မယ်ဟမ်ဒလုံနဲ့ဘိုးသူတို့လေတုံပေါ်ကိုလက်လျှောက်လိုက်တော့တယ်နောက်နေ့ရောက်တော့မိဝိုင်းနေငပင်းကတုံပေါ်တို့အိမ်မလေးနေနေဒေါ်တင်နဲ့ကိုစပားတွေနေလန်းတာကိုနေခဲ့တာပါအရှိတုံပေါ်တယောက်အခန်းထဲမှာဘာလုပ်နေလဲမသိတော့ပါဘူးအေးတငယ်ချင်းတွေရောက်နေရဲ့လို့ပြောတာတော့အတန်းထွက်မလားမောင်မကြီး တို့ပေါ်အရန်နေမကောင်းဖြစ်နေရများလားဟာအရန်တော့မဖြစ်ပါဘူးအရင်နေ့ဒီတိုင်းပါပဲသိကြပါတယ်တို့စိတ်ကောင်းနေရထင်းနေအဲ့ဒီအချိန်မှာပဲဖို့သူကရွှေခဲတကောင်ကြည့်ပြီးသူ့နောင်ရောက်လာခဲ့အရှိတို့ပေါ်ရောက်ရင်အပေါ်မှာတို့တော့စိတ်မတွေ့ဟင်ဟုတ်လားဒါဆိုလေတို့တော့တွေ့ကြတာပေါ့ ဒလိုနဲ့ဖိုးထုတ်ကိုသုံးရောက်သွားလေရွှေကင်းတကောင်နဲ့တူဘောကန်နဲ့ကိုရောက်လာခဲ့ကြသည်။ဟဲ့အောင်တို့ဗော။မင်းငါတို့ကိုစိတ်ဆိုးနေအောင်လား။မဆိုးပါဘူး။ဒါဆိုထားစမ်းမအောင်ဟာဒီမှာမင်းရဲ့အတွက်အစဉ်ပြေစီမဲ့သွားနှုတ်ရက်ဆက်ယူလာခဲ့တယ်။ဟမ်ဘလို့သွားနှုတ်ဆက်လဲ။ဒါနဲ့တူဘောလေးဖိအိနေရကထထိုင်လိုက်သည်။ဘာများလဲလို့ရွှေကဲလေးဟောင်းဟုတ်တာပဲပို့တော့ မင်းရွှေခဲနဲ့ဘလို့သွားနှုတ်မလဲဟမ်ရွှေခဲနဲ့သွားနှုတ်လို့ကြာလားနင်းတော့မမြင်ဘူးလားမင်းဝါရဲ့မမြင်ဘူးပါဘူးဒါဆိုငါလက်တွေ့ပြမယ်တော်ပေါ်ပါစဟာတာဟမ်ဟိုငါကြောက်တယ်ဘုသူရဲ့ငါလဲရွှေခဲနဲ့သွားနှုတ်တာမြင်ဘူးတယ်မနာပါဘူးမင်းတို့ငါ့ကိုဒီတကလည်းရင်တော့တကယ်ချင်းဖြစ်ကနေတိတ်ကန်းပြက်ပဲအေးပါတော့ပေါ်ရမင်းစိတ်ကြိုက်လို့တာမို့ဒါနဲ့တော်ပေါ်လည်းပါစဟာလိုက်ပြီး ရွှေခဲလေးကပိုစာရီနဲ့နေရဲ့သွားလေးကိုနှုတ်ပေးလိုက်တယ်။မြင်လိုက်တာတို့ပေါ့နင်းလာလားငါတိတော့မတိလိုက်ဘူးဟာတွေ့လားငါပြောတာမင်းပြောလိုက်တာဟိုနင်းလို့ကောင်းသွားပြီတိလားငါသွားရောဗမာလေးဒါနဲ့တို့ပေါ်လေးသူ့သွားကိုကန်ကြည့်ရင်နဲ့ထူးဆန်းနေခေဒါနဲ့တို့ပေါ့မင်းသွားပြန်ပေါက်ပါမလားပေါက်လို့ပါရင်ကဟိုဒလုံးလို့တို့ပေါ့နင်းရဲ့သွားကိုကြက်ကိုပေးလိုက်ပါလား ကျုပ်ကိုပေးလိုက်ရင်ဘာဖြစ်မှာလဲ။ဟမ်။သွားပြန်ထွက်လာမှာလी။အော်အဲ့လိုလား။ဟိုဒါဆိုခုချက်ချင်းပဲသွားပေးလိုက်ရမလား။အင်းကောင်းတာပဲ။သွားပြီးကြတာပေါ့။ကလုံးနဲ့တော်ဘောတို့လည်းအိမ်ပြင်ကိုထွက်လာခဲ့ကြတယ်။တော်ဘောကစပားတွေလမ်းနေတဲ့သူ့မိနာကိုတွားလိုက်တယ်။အမေ၊တာ၊တွားတော့လို့ရှားသွားပြီဗျ။ဟင်ဟုတ်လား။ ဘာနဲ့နှုတ်လိုက်တာလဲဖိုးတူရဲ့ရွှေခဲလေးနေဗျတော်သေးရပေါ့ရွှေခဲလေးကလေးနှုတ်မော်ရင်လေတဘောတော့တော့ဘလို့နားချချတောင်းတော့မှမှုတ်ဘူးရင်အဲ့ဒါတော့ဟုတ်တယ်ရှိရဲ့ตาလဲနီးလန်းစဉ်းစားရင်းနဲ့လေလိုင်းမော်မှာတွေ့ပြီးတော့ဘိုင်းတောင်းတော့အိမ်မှာရွှေခဲလေးကိုတော့ဝယ်လာခဲ့တာအော်အဲ့လိုကိုဒါနဲ့ဖိုးတူနေရွှေခဲကိုနမဲပေးပြီဗလားအမ်ခုတော့မပေးရသေးဘူးနောက်မှပဲတေချာစဉ်းစားပြီးတော့ပေးကြတာပေါ့ကဲတော့ပေါ့ မင်းသွားပြစ်မှာစို့ပြစ်တော်လေအေးအေးငါပြစ်လိုက်မယ်တောင်းမပြစ်ခင်စူတောင်းတော်တော့ပေါ့ငါသွားမင်းယူမင်းသွားငါပြီဆိုပြီးအဲ့လိုပြောပြီးတော့ပြစ်လိုက်ဟာနင်ဟာတေချာရဲ့လားမင်းဝိုင်းတေချာပါရဲ့အဲ့ဒါငါလက်တွေပဲလေအဲ့လိုပြောပြီးတော့မင်းဝိုင်းကရှိပြလိုက်တယ်တွေ့လားငါသွားရည်ဆိုလေအောက်ကမညီဘူးကြွက်တယ်လို့မျိုးအောက်မှာအသွားလေးပနေတာဟာဒီမင်းဝိုင်းကလေတိတ်ယုံရတာမဟုတ်ဘူး ကဲပါလှုပ်ဆရာရှိရအရင်လှုပ်လိုက်ပါဒီလိုနဲ့တုပ်ပွားလေးဆွတ်တော်မီသူ့သားကိုခေါမိုးပေါ်ကိုပြင်လွှင့်လိုက်တော်တယ်ရှင်းတဲ့တပတ်ကြာပြီးနောက်ဖိုးထုတို့ခွေသားတွေကမိဝိုင်းမတို့အိမ်မှာလဲနေခဲ့ကြတယ်ဟဲ့နင်တို့ဈေးပြော်ရီတောက်ကြမလားငါတော့ပြော်ပေးမယ်ငါတော့မယ်โอเคโอเคဟိုကျန်တဲ့နေရာပေါ်တော့မမီးတော့ပါဘူး ဒါနဲ့ရွှေကင်းနဲ့စော့နေရဖို့တူအောင်တခြားစားကြရောမရှိသေးလေပေးချမ်းမရှိရစားမလားအင်းကောင်းပါပဲမိဝိုင်းတဲကိုဝင်လာပြီးခဏလောက်ကြာမှာဗန်းလေးကိုကင်ပြီးတော့ပြန်ရောက်လာခဲ့ကဲကိုတော်တို့သုံးဆောင်လို့ရပြီဒါနဲ့ငပိန်ကဇီးပြော်ကြီးကိုမော်တာလိုက်တယ်ဟာမိဝိုင်းမှာဘယ်စိုးလို့တော့နေဇီးပြော်ကြီးပြောတာစိုက်မရောင်းတယ်လို့ရှေ့ကောင်းနေ အေးပါမဝရင်ထက်ပြော်ပေးပါမယ်တောက်ကြတောက်ကြဒါနဲ့တော့ပေါ်မင်းသွားပြန်မပေါက်သေးဘူးလားတော့ပေါ်လေးဖိုးထူးမင်းမသူ့တော်တတိယသွားခဲ့ဟုတ်သားပဲငါလည်းအဲ့ဒီသွားကိစ္စကိုမိတ်နေရသိလားဟမ်တော်သေးတာပေါ့ကိုပါဇက်တည်းရှိနေလို့နို့မောင်ရင်တော့ပေါ်တော့မလွယ်ဘူးပဲအောင်ပါအဲ့လိုပြောပြီးသူ့ရှာနဲ့စမ်းကြည့်လိုက်ချိန်မှာငါသွားပြန်ပေါက်နေပြီဟာပြောလိုက်တာပြောလိုက်တာ ငါမပြောဘူးလားတို့ကွင်းနင့်ရောလေကြော့ကသွားပြန်ပေးလိမ့်မယ်လို့ကဲပါဘသူပဲပေးပေးငါတော့ရန်ကိုပျော်သွားပြီဟာဒါဆိုဒီလိုလုပ်လေသွားပြန်မောက်တဲ့အိမ်မက်နေနဲ့ငါတို့ကိုမုန်းလိုက်ကြည့်ပါလားဟုတ်တယ်ဟုတ်တယ်ဒီလိုမှမင်းတော့ကောင်းကောင်းကြည့်သွားမှာနော်ဟွန်းဆိုင်လို့လားဟာဆိုင်တာဘောတို့ကွင်းဘလို့လဲလိုက်ကြည့်မယ်မဟုတ်လားအေးကွာငါသွားကြည့်သွားဖို့အတွက်ကြွေးဆိုလဲကြွေးရတာပေါ့ဒါနဲ့ကြက်ကိုရောကြွေးရအောင်မလား ကျွတ်ကမင်းနားရောက်လာရင်ကျွေးလိုက်ပေါ့ဟာ။ဩအေးပါကွာ။ကဲတော့ဘောဝယ်ကြည့်မယ်ဆိုတော့ငါကဲမုံစားမှာနော်။ပြီးတော့ဒိန်ချင်လဲတောက်မှာ။ငါတော့ပီဇာစားမှာ။ဟိတ်ဟိတ်အလကားစားရည်ဆိုပြီးဈေးကြီးလာရင်မှမစားကြနဲ့နော်။ငါတော့ဆိုင်ရောက်မှာလေ။ဈေးကြီးဆုံးဟာဒီမှစားမှာဟိ။အဲ့လိုပြောပြီးသုံးယောက်သားရှေ့ကထွက်သွားတော့တော့ဘောလေးနောက်ကလိုက်သွားရင်ဟိတ်ဟိတ် ဟိုဈေးကြတာပဲစားကြနော်နော်နော်လို့မသိဘူးမသိဘူးဒီလိုနဲ့ဖိုးထရိုသုံးယောက်သားလေးတုပ်ဘောကိုစားနောက်သွားရင်းနေတုပ်ဘောနဲ့ကြက်ဘောလေးလင်မှုဇလန်လေးပြီးဆုံးသွားကြတော့